အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့အားလုံးကို sharing လုပ်ပြီးတော့ခြင်းနေနေရာလေးကတော့ဂျပန်မှာရှိတဲ့သူတွေတွားရောက်လဲပတ်ဖူးတယ်လို့တည်ပြီးသားနေရာလေးတစ်ခု ဖြစ်တဲ့ဟာကိုနေမြို့လေးအကြောင်းပဲဖြစ်ပါတယ်ဟာကိုနေမြို့လေးဟာတိုကျိုမြို့ကနေကီလိုမီတာ60ခန့်အကွာခနာဂါဝစီရင်စုရဲ့နောက်တောင်ဘက်မှာရှိပြီးတော့မြို့ရဲ့လူမျိုးကြီးဟာ2025စက်တန်းအရ1852ဦးခန့်နေထိုင်ကြပါတယ် မွေးရဲ့ဣရိယာဟာဟာကုနေတောင်ရဲ့ရှီဟောင်းခါရူဒေလာလို့ခေါ်တဲ့မိတောင်ရဲ့ပြင်ပချက်မှာရှိပြီးတော့ဣရိယာတစ်ခုလုံးဟာဥကြီးဟာကုနေဣစုအမျိုးသားဥယျာဉ်ထဲမှာပါဝင်နေပါတယ်။ဟာကုနေမြို့လေးဟာရေဘူးစမ်းအပန်းပြေစခန်းတွေနဲ့အထင်ကြီးမိတောင်ရှိခင်းတွေကြောင့်လူသိများတဲ့တောင်တန်းမြို့လေးတစ်မြို့လေးဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း1300ခန့်ကဒီဒေသမှာလူသားတွေစတင်နေထိုင်ခဲ့ကြပြီးတော့ဂျုံမုန်ခေရဲ့အစောပိုင်းကာလ နှစ်ပေါင်း9800ခန့်မှာတော့မီယာဂီနိုယောအနီးကမြင်းသားတစ်ဝိုက်မှာအခြေချနေထိုင်ခဲ့ကြတယ်လို့ဆိုကြပါတယ်။နှစ်ပေါင်း2000ခန့်ရန်ယောဤခိလေတော့မှာတော့အာရှိနိုကုရေကန်ရဲ့ဆန်ကုကုဟာရအပိုင်းဟာစွတ်စွတ်တိမ်မြီဖြစ်လာပြီးလေသမားတွေဒီနေရာမှာနေထိုင်လာပုံရတယ်လို့လည်းခံမှန်းကြပါတယ်။ကာမာကူရခင်မှာဟာကိုနဲ့တောင်ပေါ်မှာပထမအဦးဆုံးဖွင့်လှစ်ခဲ့တဲ့ယူမူတိုကနေမီရှိမာကိုပြီးဆွေးတဲ့ ယူဆက်ကလန်ဟာကပအစိုးရဆုံးအနေနဲ့ရှိတဲ့လန်လို့လည်းဆိုကြပါတယ်။မေဂျီကေ1889ခုနှစ်မှာဟာကွန်ရဲ့ဒေတာကိုဖွံ့ဖြိုးတိုးတက်ရေးအတွက်ဘူတာတစ်ခုမှာရွာ6ရွာပတ်ဝန်းကျင်မျိုးပြန့်နဲ့ခြေရွာစနစ်ကိုစတင်ကောင်းကင်ဖော်ခဲ့ပြီးတော့ဟာကွန်ရဲ့ဘူတာမှာရှင်မိုတိုခြေရွာ၊အွန်ဆန်ခြေရွာ၊မီယာဂီနိုခြေရွာ၊ဆန်ကူကူဟာရခြေရွာ၊မိုတိုဟာကွန်ရဲ့ခြေရွာနဲ့အာရှီနိုယူခြေရွာတို့ပေါင်းခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့မြို့ပြစနစ်ကောင်တယ်ပုံမှုတွေနဲ့မြို့ရာတွေပေါင်းစည်းမှုကြောင့်ယူမိုတိုမြို့အွန်ဆန်ကြီးရွာအာခွန်နေမြို့မီယာကီနိုကြီးရွာနဲ့ဆန်ကူကူဟာရာကြီးရွာတို့ဖြစ်လာခဲ့ပါတယ်။ဟာခွန်နေရင်ယူမိုစနစ်စတင်ဖြစ်ပေါ်လာတာကတော့938ခုနှစ်မှာယူမိုတိုအွန်ဆန်ကိုစတင်ရှာဖွေတည်ရှိမှုကနေပြီးတော့စခဲ့တယ်လို့ဆိုကြပါတယ်။အေအေရိုကိမာယူမိုတိုတိုနိုဆာဝမီယာနိုရှိတာ ဒိုကာရှိမာစုကုကူရာခီကနဲ့အရှိနိုယူလို့ဆိုတဲ့ယေဘုဇန်အပန်းပြစ်ကန်ခုနှစ်ခုကိုဟာခုနဲ့နနာယူလို့ခေါ်တွင်ခဲ့ကြပါတယ်။မေဂျီခိကမာတေယီပုဆောင်ရေးစနစ်တွေဖော်ပြတွတ်တလာမှုကြောင့်ယေဘုဇန်တေကုတ်ကန်အရေးအတွက်ဟာတည်တည်တသာတိုးပွားလာပါတယ်။နောက်ပိုင်းမှာတော့အစာအုပ်တွေပုံမှန်မြန်ပြလာပြီးထူဖော်မှုနီးပညာတွေပါတိုးတက်လာမှုနဲ့အတူယေဘုဆွတ်ထုတ်တဲ့နည်းလမ်းတွေကြောင့်ယေဘုဇန်တွေကတည်တည်တသာတိုးပွားလာခဲ့ပါတယ်။ တိုင်းရှော့ခင်1919ခုနှစ်မှာဟာကုန်နေယမတုဘုဒ္ဓနဲ့ကိုရဘုဒ္ဓအကြားကိုဟာကုန်နေတိုးစံမြည်ထားအလိုင်းကိုဖွင့်နှိပ်ခဲ့ခြင်းကြောင့်ကီရီတတ်ဟာဂျပန်နိုင်ငံရဲ့အထင်ကြီးကြီးသောနေရာတွေကတစ်ခုဖြစ်လာခဲ့ပြီးတော့ရှော့ဝါခေ1950ခုနှစ်မှာအိုဒါကီယူလိုင်းကနေပြီးတော့အိုဒါဝါရဘုဒ္ဓနဲ့ဟာကုန်နေယမတုဘုဒ္ဓအကြားထပ်မံပြီးဆွေးခဲ့တဲ့အကြောင်း ဟာခွန်နဲ့ဒီတာတူချူမှုလေနဲ့ဒိုင်းရိုက်ချိဆက်နိုင်ခဲ့ပြီးတော့ခီးသွဲလုပ်ငန်းအရန်ကိုဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။လမ်းမဆက်တဲ့ရေပုံမှုအစဉ်ပြေလာတာနဲ့အမျှဟာခွန်နဲ့မြို့လေးကရေပူစမ်းအပန်းပစ်စကန်ဖြစ်တာမကနေရာဒီအပန်းပစ်စကန်ဖြစ်လေကြော်ချလာခဲ့ပါတယ်။1996ခုနှစ်မှာဟာခွန်နဲ့ Web Flower Garden နဲ့1986ခုနှစ်မှာဟာခွန်နဲ့ Ashino Yu Flower Center တို့ကိုဖွင့်လှစ်ခဲ့ပါတယ်။ ဟာကူနိမျိုးလင်းရဲ့ဆွေးဆောင်မှုဟာမျိုးစုံတိုးပွားလာခဲ့ပြီးတော့ဂျပန်နိုင်ငံရဲ့ကုန်စားပြုနိုင်ငံတကာခီးသွွားနေရာတစ်ခု ဖြစ်ပုံပြိုးလာပြီးနှစ်စဉ်ဂျပန်နဲ့ပြည်ပမှာခီးသွွားတန်းစင်ကန်ဆွေးဆောင်လျက်ရှိပါတယ်2015ခုနှစ်မှာဟာကူနိမီးတောင်ပေါက်ပွဲမှုအနည်းငယ်ဖြစ်ပွားခဲ့တာကြောင့်လူကြိတ်များတဲ့ခီးသွွားနေရာတစ်ခုဖြစ်တဲ့အိုဝါကူတာနီဆိုနေရာကိုတနည်းကျော်ပိတ်ထားခဲ့မှုပါတယ်မြန်မာပြည်ကညချင်းရာကမ္ဘာတဝန်းကိုရိုနာဗိုင်းရဲ့ကူးစက်မှုကြောင့်2020ခုနှစ်ကနေ 2023ခုနှစ်အထိ3နှစ်စတိုက်ကမ္ဘာလက်ခီးတော်ဥယျာဉ်33.8%ကျဆင်းခဲ့ပြီးလွန်ငွေ7.59တန်းတိဆုံးရှုံးခဲ့ပါတယ်။ကိုရိုနာဗိုင်းရပ်မပြန့်ပေါ်မီတစ်နှစ်မှာရန်တန်း900ဝန်းကျင်ရှိတဲ့ရေပူစမ်းအခွန်ဟာ2020ဘန်နာနှစ်ကစားပြီးထောက်ဝနီးပါးရောကျသွားခဲ့ပါတယ်။ဟာခုနေမြူလီရဲ့နိုင်ငံသားတွေကိုဆွေးဆောင်နေတဲ့အဓိကအထင်ကြီးရနေရာတွေကတော့ဟာခုနေလို့ပူဝေဟိုတယ်ဟိုတယ် ဂရင်းပလာဇာဟာကိုနေဟာကိုနေကလတ်စုနော်မိုရီပီချူစခန်ဟာကိုနေဂျင်ဂျာပူဝါကူဒါနီဟာကိုနေကူရာကူအန်အာရှိနိုကိုနေအုံးရှိဟာကိုနေကူအန်တို့ပဲဖြစ်ပါတယ်ဟာကိုနေမျိုးလေးဟာအင်ဂျန်တည်စီပြီးတော့တဘောင်းဝတောတောင်ကြီးမြီတမိုင်းရင်ချင်းမှုအမွေနှစ်နှစ်ပြည့်နှက်နေပြီးတော့ရေပူဆန်းအပန်းဖြစ်စကန်းတွေလည်းအများပြားရှိရမှု့ စိတ်ရောကိုယ်ရောလမ်းစင်းစီနိုင်တဲ့အတွက်ကြောင့်မလို့တငယ်ချင်းတို့လည်းတစ်ခါတော့တောရောက်လဲပတ်သင်းတဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်အဆုံးထိနားထောင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်